င်္ဂလာပါရှင်ခေတ္တတယ်လီဗီရှင်းကနေသတင်းတွေကိုတင်ဆက်ပေးပါမယ်ပထမအဦးဆုံးတပုတ်အနေနဲ့ ငတ်တရောင်မြို့နယ်ကွဲကိုစစ်ကြောင်းထိုးလာတဲ့စစ်တပ်ကိုပိတ်ဆို့တိုက်ခိုက်မှုစစ်သားနဲ့ပြူစော်တီ90ကျော်တိဆုံးပြီးစစ်ကြောင်းတစ်ခုလုံးပြည်စင်ကလက်နက်ခဲယမ်းများသိမ်းဆည်းရရှိတဲ့ကြောင်းတင်ဆက်ပေးပါမယ်။မန္တလေးတိုင်းညောင်ခရိုင်ညောင်မြို့နယ်ငတ်တရောင်မြို့နယ်ကွဲတွင်ကိုဝင်ရောက်လာတဲ့အကြမ်းဖက်စစ်တပ်စစ်ကြောင်းကိုတိုက်ခိုက်ချိန်မုန်းခဲ့ရာစစ်သား94ဦးတိဆုံးပြီးစစ်ကြောင်းတစ်ခုလုံးပြည်စင်သွားကြောင်းဗကန်ဘလူးတပ်မှတာဝန်ရှိသူတအုပ်ကသတင်းဌာနကိုပြောပါရတယ်။ မလ14ရက်နေ့လယ်2:30မိနစ်30ကညောင်မြို့နယ်ငတရောက်မြို့နယ်ကွဲအတွင်းကိုဝင်ရောက်လာတဲ့စစ်တပ်စစ်ကြောင်းကိုထောင်ဝရွာနဲ့အိုးရင်ရွာကြားအရောက်တော်လိုင်းပူပေါင်းတပ်ဖွဲ့တွေကတိုက်ခိုက်ချိန်မုန်းခဲ့ရာစစ်သား69ဦးနေရာမှာပဲတိစုံပြီးညောင်ဦးစေယုံကိုအပြင်းအထန်ထန်ရနဲ့ရောက်ရှိသွားတဲ့စစ်သားပြူစောတီ9ဦးကမလ16ရက်မနက်ပိုင်းမှာထပ်မံတိစုံသွားတဲ့အတွက်စုစုပေါင်း84ဦးတိစုံသွားကြောင်းသိရပါတယ်။ အဲ့ဒီအကြံဖက်စစ်တပ်စစ်ကြောင်းကခံမှန်းအင်အား80ခန့်သာရှိတဲ့စစ်ကြောင်းဖြစ်ပြီးစစ်ကြောင်းတစ်ခုလုံးပြန်စီသွားကပြည်သူတွေရဲ့ဆိုင်ကယ်ကိုအတင်းအဓမ္မလူယူပြီးငတရောက်ရဲစခန်းတွေကိုထွက်ပြေးသွားတဲ့တုံးဦးသာလွမြောက်သွားခြင်းဖြစ်ကြောင်းအဲ့ဒီတိုက်ပွဲအတွင်းမှာလက်နက်ခဲယံများပြားလဲတင်ဆက်ရရှိခဲ့ကြောင်းသိရပါတယ်။နေ့လည်တိုင်းခွဲလောက်မှာစဖြစ်တာ3နိုင်ကျော်လောက်တိုက်ပွဲပြီးရင်အချိန်က2နိုင်ကျော်ကျော်လေးပဲဝင်လာတာကစစ်ကြောင်းနှစ်ကြောင်းတစ်ကြောင်းကိုအင်အား80လောက်ရှိမယ်စစ်ကြောင်းတစ်ခုလုံးကိုချိန်မုံနိုင်ခဲ့တာပါ။ ပြည်သူတွေရဲ့ဆိုင်ကယ်ကိုလူယူပြီးငတိယောက်ရဲစခန်းကိုထွက်ပြေးတဲ့၃ယောက်ပဲလွတ်သွားတာတိုက်ပွဲတွင်မှာက69ယောက်သေးတယ်ဈေးဝင်ရောက်တော့9ယောက်ထပ်သေးတာစုစုပေါင်း84ယောက်သေးတယ်တည်ဆုံးအရေးအတွက်သတင်းတင်ကြားရပါတယ်လက်နက်ခရန်တွေသိမ်းဆည်းရရှိခဲ့တာလည်းရှိပါတယ်လို့ပကံဘလူးတပ်ဖွဲ့မှတာဝန်ရှိသူတအုပ်ကပြောပါတယ်အဲ့ဒီတိုက်ပွဲအတွင်းစစ်ကောင်စီတပ်ကလေကြောင်းပစ်ကူပေးဖို့ရောက်ရှိလာခဲ့တော့လဲတိုက်ပွဲပြီးဆုံးပြီးပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်များလုံခြုံတဲ့နေရာကိုရောက်ရှိချိန်မှာရောက်ရှိလာခြင်းဖြစ်ပြီးပုံချေတိုက်ခိုက်ခြင်းမရှိကြောင်းသိရပါတယ်။ ဝင်းဟင်တိုက်ခိုက်ဖို့အတွက်လေရင်ဝဲနေတဲ့အချိန်ရဲဘော်တွေအကုန်လုံးလုံခြုံစိတ်ချရတဲ့နေရာရောက်ရှိသွားပြီးဒါကြောင့်ထင်တယ်ဘုံကျဲသွားတာမျိုးတော့မရှိဘူးသူတို့ကမြေပြင်မနိုင်တော့ဝင်းဟင်မဲတုံးတာပြည်သူတွေကကြားထဲကပါမဆိုင်ညာမဆိုင်ခံကြရတာပြောချင်တာကယောက်ျားတွေဆိုလေရင်မတုံးတဲ့မြေပြင်မှာတော့အချိန်မြေးပဲလို့စကားစားနဲ့ပြူတွေကိုပြောချင်တယ်အဓိကတော့မဆိုင်နဲ့ပြည်သူအိမ်တွေမိရှူတာမလုပ်ကြပါနဲ့ယောက်ျားချင်းပဲလို့ပကံဘလူးတက်မှာတာဝန်ရှိသူတောင်းကပြောပါတယ် အဆိုပါတိုက်ခိုက်မှုကိုညောင်မြို့နယ်ပကဖားစင်ရီတာဝန်ခံရဲဘော်ပြဲဝီပကံပြည်ဘလူးတပ်နဲ့ရဲဘော်ငတ်တေး BGF တို့မှဦးဆောင်ပြီးပကံပြည်ဘလူးတပ် BGF တောင်တာမျိုးနဲ့ပါကာဖာစကော်ပီယံပီပယ်ဒက်ဖန့်စ်ဖို့ညာဥခရိုင်တိုင်ရင်ကနေမြင်းကြက်ခရိုင်တိုင်ရင်သုံးလို့ပူပေါင်းကတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးဖြီသူကာကွယ်တပ်ဖွဲ့ဝင်တအုပ်ချဆောင်ကတအုပ်ဒဏ်ရာရရှိခဲ့ကြောင်းသိရပါဗျာ။ ညောင်ခရိုင်အတွင်းမှာပကံပြည်ဘလူးတပ်နမဲနဲ့လိန်လယ်အလူခန့်ချင်းချင်းချောင်ငွေတောင်းချင်းများရှိနေပြီးအဲ့လိုလှုပ်ဆောင်ခြင်းတွေကြုံရပါကဆက်သွယ်ပေးကြဖို့မြစ်တမ်းရခန့်ထားပါတယ်။ပကံဘလူးတပ်နမဲနဲ့လိန်လယ်ညာနေတဲ့အဖွဲတွေရှိတယ်ပကံဘလူးတက်ကပါဆိုပြီးပြည်သူတွေကိုလိန်နာငွေတောင်းတာတွေရှိတယ်ပြီးရင်ပကံဘလူးတက်တက်ခွဲကပါဆိုပြီးပြည်သူတွေကိုအလူခံတာရှိတယ်ကျွန်တော်တို့ပကံဘလူးတက်ကတက်ခွဲ ပေးထားတာမရှိသလိုငွေချင်းချိန်ချောက်တောင်းတာလုံးဝမရှိပါဘူးဒါရိုက်ကိုပြည်သူတွေသိစေချင်တယ်။ကုညီထပ်ပတ်မိမယ်ဆိုရင်လည်း page messenger ကနေတက်စင်ယုံကြည်စိတ်ချစွာကုညီပေးလို့ရပါတယ်။ပကံဘလူးတက်မှတာဝန်ရှိသူတောင်းကရှင်းပြတာပါ။ ဆက်လက်ပြီးရေစကြုံမှာလဲ့လဲစစ်ကြောင်းထိုးနေတဲ့စစ်တပ်ကတပ်ဖြတ်နေတဲ့ပြည်သူဆက်ရှိဦးတည်ရှိပြီးမိရှုဖြက်စည်းခံရတဲ့နေအိမ်မှာလဲ၄00နီးပါးရှိလာတဲ့အကြောင်းတင်ဆက်ပေးပါမယ်။မကွေတိုင်းရေစကြုံမြို့နယ်အတွင်းစစ်ကြောင်းထိုးနေတဲ့အကြမ်းဖက်စစ်တပ်ကကျင်းရွာ၃ရွာကိုမိရှုဖြက်စည်းတာကြောင့်နေအိမ်၄00နီးပါးပြာချခဲ့ပြီးပြည်သူရှင်ဦးကိုလဲစစ်သားတွေကဖမ်းဆီးတပ်ဖြတ်ထားတယ်လို့ရေစကြုံတောင်ရှင်းအင်ဖရိုကော်မတီအဖွဲ့မှတာဝန်ရှိသူတောင်ကပြောပါရယ်။ဗလနယံဒီမနက်၆နာရီမိနစ်30ခန်းကစတင်ပြီးရေစကြုံမြို့နယ်ရေလေကျွန်းဒေသရှိမြေစွန်းတော် ွာကိုစစ်ကြောင်းတို့ဝင်ရောက်လာတယ်။ပခုတ်ကူတမတရားတင်းနဲ့ရေစကြိုမျိုးနယ်ရှိ956 959တိုင်ရင်းတို့မှာအင်အားနေရဝင်းကျင်ရှိတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကခြေရွာတွင်ရှိနေအများကိုစတင်မိရှုဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်းသိရပါရယ်။ အဲ့ဒီစစ်ကြောင်းကမလလီရဲ့နေဒီမီဇုံတော်ရွာကိုမိရှုဖြက်စီခဲ့ပြီးပြည်သူပိုင်းနေ190ကျော်မိလောင်ပြချခဲ့ကြောင်းသိရပါတယ်။မလ9ရက်နေ့မနက်ပိုင်းမှာအဲ့ဒီစစ်ကြောင်းကစည်ရနေချင်းရွာအတွင်းကိုထပ်မံဝင်ရောက်စီးနှင်ပြီးပြည်သူနေ68လုံးကိုမိရှုဖြက်စီခဲ့ကြောင်းအဲ့ဒီညနေပိုင်းမှာအစံဖတ်စတက်စစ်ကြောင်းကတာကောင်လေးရွာကိုထပ်မံဝင်ရောက်စီးနှင်ပြီးအပြစ်မဲ့ပြည်သူတွေရဲ့နေအိမ်အလုံး20ကျော်ကိုမိရှုဖြက်စီခဲ့ကြောင်းသိရပါတယ်။ အကျံပတ်စစ်ကောင်စီတပ်သားတွေမိရှုဖြစ်စီရာကြောင့်မြေစုံတော်ကျေးရွာစရက်နေကျေးရွာနဲ့တာကောင်လေးရွာမှာနေအိမ်358လုံးကျော်ပြာကျခဲ့ကြောင်းသိရပါတယ်။ဒါအပြင် အကျံပတ်စစ်ကောင်စီတပ်သားတွေကမြေစုံတော်ရွာမှာအသက်90ကျော်အရွယ်ဦးဟန်တင်အသက်60အရွယ်ဦးတင်းမြင့်အသက်88နှစ်အရွယ်ဦးတန်မနီအသက်60အရွယ်ဒေါ်တန်ပြည့်အသက်86နှစ်အရွယ်ဒေါ်လာငွေအသက်68နှစ်အရွယ်ဦးကြည်ထေအသက်69နှစ်အရွယ်ဦးအောင်မြိုင်အသက်35နှစ်အရွယ်ကိုတန်စင်အသက်40အရွယ်ကိုအောင်လင်းနိုင်မလကာ ချံရွာမှာအသက်80ရွယ်ဦးညွန်ဝေအသက်50ရွယ်ဦးစံဝင်းတာကောင်လေးရွာမှာအသက်65နှစ်ရွယ်ဦးချင်းမောင်တာကောင်ရွာမှာမှအသက်42နှစ်ရွယ်ဦးတန်းမင်းလိုင် အသက်62နှစ်အရွယ်ဦးအောင်အသက်80ရွယ်ဒေါ်စန်းဝင်းနဲ့အမည်မသိပြည်သူသုံးဦးကိုတပ်ဖြတ်ထားကြောင်းသိရပါတယ်။ လက်ရှိအချိန်မှာအစံဖက်စစ်တပ်စစ်ကြောင်းက၎င်းတို့မိရှုဖြန့်စည်းခဲ့တဲ့ကျင်းရွာတွေကိုပြန်လည်ဝင်ရောက်စီးနင်းပြီးကျင်းရွာအတွင်းရှိပြည်သူ့ဝန်ပစ္စည်းတွေကိုမင်းရွာပြူစောတိရွာကိုနေစဉ်ထွက်လာခြင်းနဲ့ခိုးထုတ်နေကြောင်းသိရပါတယ်။စစ်ခွေးစစ်ကြောင်းကရှိနေတော့မယ်အခုချိန်ဒီမနေ့ကမနေ့ပိုင်းကဘီဆက်ကုံရွာကိုဝင်ရောက်စီးနင်းပြီးပြည်သူ့ဝန်ပစ္စည်းတွေကိုမင်းရွာပြူစောတိရွာကိုထွက်လာခြင်းတွေနဲ့ခိုးယူတည်ဆောင်သွားတယ်။စစ်ကြောင်းကရေစကြိုတွေကရွာတွေကိုပြန်လည်စီးနင်းနေတဲ့သူတို့စစ်ခွေးနဲ့ပြူခိုးတွေရှိတဲ့မင်းရွာနဲ့အတွားပြန်လောက်တာလို့ရေစကြိုတောင်ရှင် Info Committee အဖွဲ့မှတာဝန်ရှိသူ တောင်းကပြောပါရယ်နောက်ထပ်တပုံအနေနဲ့လူ29ခုပွဲချင်းပြီးတည်ဆုံခဲ့တဲ့လက်ပံလာရွာထပ်မံလေးကြောင့်တိုက်ခိုက်ခံရပြီးသုံးတည်ဆုံတဲ့ကြောင့်တင်ဆက်ပေးပါမယ်။ လူ28ဦးနေရာမှာတေဆုံးခဲ့တဲ့မန္တလေးတိုင်းစင်ကူးမြို့နယ်လက်ပံလာချင်းရွာဈေးဆိုင်တန်းလေးချောင်းတိုက်ခိုက်မှုအပြီး၃ရက်အကြာမလ18ရက်မှာထပ်မံလေးချောင်းတိုက်ခိုက်ခံရပြီးအမျိုးသမီး2ဦးပါဝင်3ဦးတေဆုံးခဲ့ကြောင်းဒေသခံတွေစီကသိရပါတယ်။မလ18ရက်ည9နာရီခန့်မှာလက်ပံလာချင်းရွာနယ်ပင်လေကြီးချင်းရွာကြားဆန်ဆက်ကိုလေးချောင်းတိုက်ခိုက်မှုလုံဆောင်ခဲ့တာဖြစ်ပြီးအမျိုးသမီး2ဦးမျိုးသား2ဦးနေရာမှာပွဲချင်းပြီးတေဆုံးက9ဦးကတရားရရှိခဲ့ကြောင်းဒေသခံတွေကပြောပါတယ်။3ယောက်တေတာ2ယောက်ကအရှိကုန်မဲ့ ြံတယ်လို့ဆိုပါရယ်ပြီးခဲ့တဲ့မလ14ရက်နေ့လယ်3နာရီကမှလည်းလက်ပံလာချင်းရွာစည်းဆိုင်တန်းကိုစစ်ကောင်စီကဂျက်ဖိုက်တာနဲ့ပုံနှလုံးချေချပြီးလေကြောင်းတိုက်ခိုက်မှုလုပ်ဆောင်ခဲ့တဲ့အတွက်ကလင်းငယ်ချောင်းပါဝင်29ဦးနေရာမှာတည်ဆုံခဲ့ရပြီး30ကျော်ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းပြည်သူ့ကာကွယ်ရေးတပ်မတော် MDY PDM မှသိရပါရယ် အဲ့ဒီနေ့လေကြောင်းတိုက်ခိုက်ခံရမှုအတွင် ပြင်းထန်တဲ့ရရရှိသူတွေလည်းရှိပြီးဒီကနေ့ချိန်ထိတေဆောင်းသူ32ဦးထိရှိပြီးဖြစ်ကြောင်းတန်ရင်သူမိသားစုတွေကိုတွားရောက်တွေ့ဆုံခဲ့တဲ့အမျိုးသမီးမဟာမိတ်အင်အားစုဦးဆောင်သူမတ်အေးမြင့်အောင်အောင်က၎င်းရဲ့လူမှုကွန်ရက်မှာဖော်ပြထားပါတယ်။ မနေ့ကလေကြောင်းတိုက်ခိုက်ခံရမှုတွင်တိဆုံးသူ၃ရဲ့အသေးစိတ်ချက်လက်တွေနဲ့မလ14ရက်နောက်ဆုံးတိဆုံးထိခိုက်သူအရေးတွက်တဲ့ပတ်သက်ပြီးသိရှိနိုင်ဖို့ MDYPD ရဲ့ပြန်ကြားရေးတာဝန်ခံကိုအော်စမကိုမေးမြန်းထားဆဲဖြစ်ပါတယ်။ပြီးခဲ့တဲ့မလ၄ရက်ကလည်းလက်ပံလာချင်းရွာကိုစစ်ကောင်စီကလေကြောင်းမှတိုက်ခိုက်ခံရာပြည်သူ၆ဦးတိဆုံးပြီးဒဏ်ရာရရှိခဲ့ကြောင်း MDYPD ကထုတ်ပြန်ထားပါတယ်။စင်ကူးမျိုးနဲ့မြို့နယ်အတွင်းရှိစစ်ကောင်စီတပ်စခန်းတွေအားလုံးကို၂၀24ခုနှစ်ဇူလိုင်လ18ရက်ကပြည်သူ့ကာကွယ်တပ်ဖွဲ့တွေကအပိဓာတ်သိမ်းပိုက်ခဲ့ပါတယ်။အဲဒီနောက်စစ်ကောင်စီ င်ကထိန်းချုပ်မှုဆုံးရှုံးထားတဲ့နေမြေတွေအတွင်းပြည်သူများကိုပြစ်မှတ်ထားပြီးလေးစားတိုက်ခိုက်မှုတွေမကြာခဏပြုလုပ်လာနေပါတယ်။အလားတူမလ16ရက်နေ့ညနေ9နာရီခန့်မှာလည်းတောင်မြူသားလူမျိုးရေးတပ်မတော် DNL ထိန်းချုပ်ထားတဲ့ရှမ်းပြည်နယ်မြောက်ပိုင်းနောင်ချုံမြို့နယ်ရှိစိန်ရဲတနာပရိယတိစာတင်တိုက်ကိုစစ်ကောင်စီကလေးစားတိုက်ခိုက်မှုလုံးဆောင်ခင်ရတန်ငါ9ပါးနဲ့အရသာ9ဦးတည်ဆုံခဲ့တယ်လို့သိရပါတယ်။ နောက်ထပ်တပုတ်အနေနဲ့ညောင်ကျိုးတိုက်ပွဲမှာထွက်ပြေးတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုအုပ်ရှိပင်လန်းဆောင်မှစောင့်ဖမ်းပြီးတိုက်ပွဲအတွင်ပြန်ပို့နေတဲ့ကြောင်းတင်ဆက်ပေးပါမယ်။ဘကိုရိုင်းပဒေါင်းမျိုးနဲ့ညောင်ကျိုးကျေးရွာနီမှာဖြစ်ပွားနေတဲ့တိုက်ပွဲမှာထွက်ပြေးတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုပြန်လည်ဖမ်းဆီးကတိုက်ပွဲအတွင်ပြန်ပို့နေကြောင်းသိရပါရယ်။ညောင်ကျိုးပတ်ဝန်းကျင်ရှိကာကင်းစခန်းများအလုံးသိမ့်ပိုက်ခံရပြီးတိုက်ပွဲမှာထွက်ပြေးတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုအုပ်ရှိပင်လန်းဆောင်မှစောင့်ဖမ်းပြီးတိုက်ပွဲပြင်းထန်နေတဲ့ချင်းကုန်းနဲ့ညောင်ကျိုးကုန်းကိုပြန်လည်ပို့ဆောင်နေကြောင်းတပ်သတင်းရင်းမြစ်တွေကသိရပါရယ်။ အဲ့ဒီကိစ္စကဟုတ်တယ်တယောက်ချင်းပြင်းရဲအုပ်စုဖွဲ့ပြီးပြင်းရဲဒဏ်ရာရသူလည်းပြင်းရဲမရသူလည်းပြင်းရဲစာကစာတက်ကအုပ်ရှိပင်လန်းဆောင်ကနေပြန်ဖမ်းမိပို့ရဲလို့ပိုကြီးစင်ရောကပြောပါတယ်စစ်ကောင်စင်ကကပ္ပစာချောင်းနဲ့ညောင်ကျိုးညောင်ကျောင်းရွာတွေကိုစစ်မှုထမ်းတင်းတန်းစင်အပတ်စင်ရှင်မှာအင်အား600ခန့်ပို့ဆောင်ထားပြီးထွက်ပြေးလူမျိုးသွင်းထဲမှာအမတ်စင်ရှင်မှာတင်းတန်းစင်သူအများပြပါဝင်ကြောင်းတပ်တရင်အရင်မြစ်တွေကအတီးပြူပြောပါတယ် ရောင်ကျိုးတိုက်ပွဲအတွင်းမှာစစ်ကောင်စီတပ်ဖွဲ့ဝင်တွေကပြင်းခဲ့တဲ့မလ9ရက်နေ့မှာစတင်ကအစုလိုက်ထွက်ပြေးနေကြပြီးထွက်ပြေးသူတွေထဲမှာတရားရရှိသူများပြပဝင်ကြောင်းစစ်ရေးတရင်အရှင်မြစ်တွင်စင်ရတင်ရပါတယ်။ကြောက်ဖူးကြောင့်မှာအုတ်ရှိပင်ဘတ်ထွက်ပြေးတဲ့တပ်ဖွဲ့ဝင်တွေကိုစစ်ကောင်စီကပြန်လည်ဆောင်ဖမ်းပြီးတရားရရှိသူများပါမထမ်းညောင်ကျိုးနဲ့ချင်းကုန်းပတ်ဝန်းကျင်ရှိတိုက်ပွဲအတွင်းပြန်လည်ပို့ဆောင်နေကြောင်းသိရပါတယ်။ဒါအပြင်ညောင်ကျိုးတောင်မှာလက်နက်ကြီးအထိုင်ချထားတဲ့စခန်းမှာလက်နက်ကြီးပစ်ကူနဲ့ကဘာစား၆တွင်မှနေပြီးလက်နက်ကြီးပစ်ကူများပါပြီးနေကြောင်းဒေသခံများထံမှ သိရပြီးညောင်ကျိုးပန်လဲရှိကာကင်းစခန်းအားလုံးနီးပါးကိုတိမ့်ပတ်ရနိုင်ပြီဖြစ်ကြောင်းအင်းရဲ့ပြောရေးဆိုခွင့်ရှိသူခိုင်သူခါကပြောပါတယ်။ နောက်ထပ်တစ်ပုံအနေနဲ့ဆလင်းမဆင်ပြူကျွန်းကိုအင်အားလာပြည့်တဲ့စစ်ကောင်စီတံပြားကရင်တစည်းကိုကြားပြတ်တိုက်ခိုက်ရာတအုပ်တည်ဆုံတဲ့ကြောင်းတင်ဆက်ပေးပါမယ်။မကွေးတိုင်းဆလင်းမြို့ကနေဆင်ပြူကျွန်းမြို့ကိုအင်အားလာပြည့်တဲ့အစံဘတ်စစ်ကောင်စီရဲ့အင်အား20ခန်းမှတံပြားကကတစည်းကိုကြားပြတ်တိုက်ခိုက်ခင်ရာတယောက်တည်ဆုံခဲ့တယ်လို့ဗမာတပ်တော်ကထုတ်ပြန်ထားပါတယ်။မလ16ရက်နေ့လယ်ပိုင်းမှာဆလင်းမြို့ကနေဆင်ပြူကျွန်းမြို့ဘက်အင်အားပြည့်တင်ပုံမောင်းနှင်လာတဲ့စစ်သားအယောက်20ခန်းပါတံပြားကကတစည်းကိုဗမာတပ်တော်ရဲ့အမတ်909တိုင်ရင်က ကကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ် အဲဒီတိုက်ခိုက်မှုတွင်အကြံဖက်စစ်သားတယောက်ဦးကောင်းကြည်ထိမှန်တင်ဆောင်ပြီးတယောက်ကလက်ကိုကြည်ထိမှန်ကအခြားစစ်သားတွေလည်းထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းကတ်တွင်တရင်အရင်မြစ်တွင်စီရတင်ရပါတယ်။2025ခုနှစ်မလအတွင်းအကြံဖက်စစ်ကောင်စီတပ်ကမကွေးတိုင်းစလင်းမြို့နယ်တွင်တန်ချက်ကရင် MI35 ရဟန်းရင်ရေချောင်းမြစ်တွင်သွားစစ်တင်မောင်းအကူတွေခြေလင်းစစ်ကြောင်းတွေစသဖြင့်အင်အားအများဆုံးထိုးစစ်နဲ့စစ်ကြောင်းပြန်ထိုးနေရလို့ထုတ်ပြန်ပါတယ်။အဆိုပါအကြံဖက်စစ်ကြောင်းနဲ့တော်လိုင်းအင်အားစုတွေကြားနေစဉ်ရက်စက်တိုက်ပွဲတွေဖြစ်ပွားနေပြီးအကြံဖက်စစ်ကောင် စီတပ်ကထိခိုက်သေးဆုံးတာများပြားနေကြောင်းစစ်ကူအင်အားတွေထပ်မံပြေးတင်ရတာဖြစ်တယ်လို့ဗမာတပ်တော်ကထုတ်ပြန်ထားကြောင်းသတင်းမှဖော်ပြပါရှိပါရဲ့ရှင်